အနတ္တအနာရှာအမင်းစောတကယ်ပဲကြာမှာထောက်ထားသောဝချမ်းများဖြင့်ပြရင်တကယ်ပဲကိုတွန်းထုတ်လိုက်တော့တကယ်ပဲကတစ်ဖက်ရှိနေရန်ထိတိုင် တဆုံးသက်ကသည်ဒီလိုပဲတပည့်တွေစိတ်ထားသောအရှိပဲတကယ်ပဲကိုလက်ဖြင့်တွန်းလိုက်တော့သူကလည်းဖြင်းညင်းစွာ အရှိပဲနိုင်ရန်စိတ်ကပ်သွားသည်ဒီမှာပဲ တဆောင်းလုံးရံပယံကအနှဲငယ်ဟတာကလွဲလို့အမြဲလိုလိုပိတ်ထားခဲ့သောမြောက်ဖက်ဘရင်ကအလုံးစုံပွင့်နေပြီထိုဘရင်ကတဆင့်အလင်းရောင်နဲ့လေညင်းကဒပြိုင်နဲ့ထဲတိုးဝင်လာခြင်းစိတ်ကလန်းစန်းသွားတာသိရသည်အလင်းရောင်မပါသောအိမ်ဆိုစီကလောကတွင်မင်္ဂလာမရှိသောအိမ်ဆွမ်းအားသောအိမ်စသည်ဖြင့်ဖြစ်မည် ဘရင်ပေါက်တွေရှိပါလေအမြဲပိတ်ထားသောအိမ်ကတော့နာကျင်နေသောအိမ်ဖြစ်ပြီဘရင်ပေါက်ကအိမ်တည်းဤမရှိမဖြစ်အိမ်ကာရတစ်ခုဆိုလေတေချာသည်ဒါဆိုမာရီယာရောမတေချာနေခဲ့ပါကလေးထို့သို့တွေးမိခြင်းကျွန်တော်ကဒဇုံတရားကိုလွမ်းသွားတာလေတေချာနေလေသည်နေ့ ကျွန်တော်နေရာပြောင်းရတော့မည်ဝတ်ချင်းပြောင်းရတော့မည်လူဘဝကို ခီးတစ်ခုနဲ့တင်စားလဲကျွန်တော်ခီးတစ်ခုနေရာတော့မည်လူဘဝဆိုသည် အပြောင်းလဲတွေစိန်ခေါ်မှုတွေနဲ့ထုံမွန်းထားရရာထွက်ပြေးလို့လည်းမရလက်မခံခြင်းလို့လည်းမရတာတည်သည်တို့ရရင် ထိုးရကိုဘသူကဘလို့အနေထားနဲ့လက်ခံပြီလဲဆိုသေးတာတော့ပြဿနာတစုံတရား ရှိကောင်းရှိမလားမပြောရမ်းတချို့ကိစ္စတွေမှာတွေ့ကြုံတတ်သည့်မပြတ်မသားဝေဝါးသောမိခိုးအောင်နေမည်တော့ဖြစ်မဟုတ်အမှန်တရားတစ်ခုလိုလက်ခံမိကိုလည်းသိသည်တို့ရရင်ပြဒနာကသူတို့ရရင်လေကစသည်ဟုပဲဆိုရလိမ့်မလားစင်စစ်ဒီနေရာမှာကျွန်တော်နေလာခဲ့တာနှစ်ပေါင်းမနေတော့ဘူး 62ခုနှစ်မှာ မကွေးစေယုံကစင်မီကလေးကဒီနေရာမှာနေခဲ့ခြင်းဖြစ်ရာအချိန်အားဖြင့်70စုနှစ်3ခုပြင်ကြော်ပြီးဆိုနိုင်လိမ့်မည်နေရာကအိမ်ဘောရက်ရခင်အဖိုးနေခဲ့သည့်ဘုရားစင်မြောက်ဖက်ရှိတောင်မြောက်ပင်နေဆဲရှိသည့်ခန်းဖြစ်သည်ဂရင်းကိုမြောက်ဖက်ဘရင်မှာကတ်ထားပြီးခေါင်းရင်းလက်လန်းမီနေနေရာမှာတော့ခေါင်းရင်းဘရင်မှာရှိသည် ခိုင်းဤတောင်ဝဲဆွန်းမှာတော့အမိဂရင်က တောင်မဲ့ရှိ ပိတ်ထားသည့်ဒကမာကြီးနဲ့ကလည်းမရှိမီဒါကကျွန်တော်ပိုင်ဆိုင်သမျှအနှစ်30ဤအကျယ်ဝင်ဖြစ်မီလူတယောက်တည်းမြကြီးတော်နောက်တစ်ခါခြေချဖို့ဆိုသည်မလွယ်ကူမှန်းသိကြင်ခန်းစားချက်ကဘယ်လိုဖြစ်နိုင်ပါသလဲကျမ်းမာရေးကန့်သက်ချက်တွင်မြင်နေရသော မြေပြင်တစ်ခု၏ပျောက်ဆုံးခြင်းကကြီးစွာသောဝေဒနာတစ်ခုတည်ဆောင်လာရမှာကျွန်တော်အရင်ကတစ်ကြိမ်တစ်ခါမှမတွေ့ခဲ့ဘူးပါတို့ရရင် ထိုရာကကိုယ်စီတိတိပါပါပြန်ဝဲလာသောကံဆုံးမှုမောင်ချမ်းမှုဖြစ်ရောက်ရှိလာခြင်းကျွန်တော်ကအရာရာကိုညှင်းပယ်သူတယောက်ဖြစ်ခဲ့ဘူးဒီဟိုမာဒီမာမြင်မှုသောတိုက်ဟုတ်တိုက်ဟောင်းတွင်ဓမ္မမို့တစုံတရာသောအကြောင်းကြောင့် ချိုချဖြက်စီးပြရသောအဆောက်အုံတွေကိုဒိုင်နမိုက်ဆင်ပြီးခလုံနှိပ်ချလိုက်သလိုပြုတ်ပြက်မှုကဒုရေကြီးမာပြီးရိုက်ခတ်မှုပြင်ထန်သည်မြင်မြင်သမျှကိုချက်ချီခံရင် အလိုမကြခြင်းကန့်ချီမှာအယူတယောက်လိုဘာကုန်းမှဖမ်းမမိသည့်ကာလတချို့ပိုင်ဆိုင်ပြတ်တန်းကြရလေတည်ကြသည် ိမ်မပြောညာမြာတည်ခြင်းအပြစ်ဆွဲစိတ် introvert တယောက်ဤကံမာကမြင်မြမတ်ဆောက်အနေများကြောင်းဖြောင်းဝတ်ထားသောဘလိတ်ထားချောင်းကပဲတည်လိမ့်မည်တို့ဂျားကာလာရှိတစ်ခုကိုလူးလွန့်ဖြတ်တန်းရင်အတန်ငယ်ဝေးကွာနေခဲ့သောစာဖတ်ခြင်းစီအတင်းစာရေးဖို့ကြိုးစားရင်အိမ်ပြန်ရောက်ချိန်မှာ ဒီခန်းစီတဖန်ပြန်ချေချမိခြင်းဖြစ်သည်တော့ကျွန်တော်ဤနေရာထိုင်ခြင်းပြောင်းလဲတွင် ပါဝင် ပတ်သက်နေသည့်တဲ့လူနှစ်ယောက်ပါသည်ဆိုရမည်ပထမကကာယကံရှင်ဖြစ်သောကျွန်တော်ဖြစ်ပြီးနောက်တစ်ယောက်က အမေဖြစ်သည်ကျွန်တော်ဤအိယာကာလရှိတွင်ဘေးရနေအဓိက ဆောင်းလျှောက်ခဲ့သူကနှစ်ယောက်ရှိပြီ တယောက်က အမဖြစ်ပြီးဂျန်တယောက်က အမေဖြစ်ပြီးလက်ရှိကာလဘေးမှာအဓိကပြုစုနေသူကတော့အမေဖြစ်သည်အပြောင်းလဲတွေထဲသွင်းစဉ်းစားသည်ကအမေအသက်ရွယ်ဖြစ်သည်ရခင်ကတဏီကုံအိမ်မော်တက်အောက်စင်လှုပ်ရှားရှိရာတွေကိုဇဲဆက်တယ်လို့လုံနိုင်စွမ်းသောအမေသည်ဒီဘက်နှစ်ပိုင်းတွေရဲ့အရင်လိုမဟုတ်တော့တာတည်ကြသည် အတန်းပြန့်ကြိုက်သူပြီးပြီးဘာမဟုတ်ဒီကော်ဖီကွက်လေးတစ်လုံးစေးကြောဖို့အတွက်ပဲလစ်နဲ့အောက်စင်တဲ့တော့အမေကဒီဘက်နှစ်တွေတယ်အရင်လိုမတမ်းမမြန်တော့တာလဲအမှန်တရားပဲဖြစ်သည်ဒီခုဆို တခါလာအောက်စင်ပြီးပြန်တက်လာလဲမောနေပြီ နောက်တစ်ခုလို့ဖို့အချိန်တစ်ခုနားရသေးသည်အနေရောက်လာပြီဇေယျာဤတကူပြရိယာက အမိကိုပေါ်ပြနေပြီ ဒီမှာလေကားတက်စင်ကိစ္စကအမိတွေစဉ်းစားစရာ ပြဿနာဖြစ်ရှိတဲ့ရောက်လာတယ်။အမှန်ဆိုရရင်ကျွန်တော်တူးတဲ့အနေနဲ့ဆိုဒီကိစ္စရှင်းပြီဆိုရမည်။ကျွန်တော်အောက်ထပ်မစင်းခြင်းနေရာသည်ဆိုသည့်တိုင် ကိုယ့်နေရာနေရာဆိုတာလည်းမှန်သည်။ငယ်စဉ်ကလေးဘဝကစပြီးတစ်သက်လုံးလိုလိုဖြည့်လွှမ်းခြင်းလေရသောဘဝဉာဏ်ဆိုလည်းမှန်ပါ။ ပြီးတော့ယခုပြောင်းမိနေရမှာလဲအခြားနေရာမျိုးပဲခိုးအောင်တဲ့တယ်မှာလက်ရှိနေထိုင်သောအခန်းထဲကခင်းကျင်းတိုင်းအတတ်နိုင်ဆုံးတူအောင်ပြုဝင်ပြီးမိခမ်းဒူရိုင်အောင်ကျွန်တော်စိတ်ထဲလစ်ဟာမှုတခုထိတ်ထိတ်ဆိတ်နေရာဝင်နေတာလဲအမှန်ဖြစ်သည်ဤသို့ဖြင့်ပထမတစ်ချိန်ကိုကျွန်တော်ကငင်းဆန်ပယ်ချတယ်ဒီမှာပြဿနာက အောက်မစင်ညင်တဲ့ကကျွန်တော်တယောက်တည်းအတ္တကြီးစွာဆုံးဖြတ်ခြင်းမဟုတ်တာလဲပြောမှဖြစ်ပြီအမေကသူအလန့်ချိန်တော်များများကို စာဖတ်ခြင်းဖြင့်ကုံဆုံးစေသူဖြစ်သည် သူစာဖတ်သည့်နေရာက သူ့ဂရင်ညာပဲစွန်းမှာအကြနာထိုင်၍မြောက်ဖက်လျင်ဘရင်မော့ကဝင်လာသောအလင်းရောင်အောင်ဖတ်လိရှိရာထိုနေရာသည်ပင် အမေကဘာဖြစ်သည် ဒီနေရာကိုအမေပိုင်ဆိုးမှုကလည်းကျွန်တော်ရဲ့အိမ်ရာတက်တန်းနဲ့မတိမ်မင်းဖြစ်ရာအချိန်အဖြစ်နှစ်ပေါင်းမနေတော့ထိုဂရင်နဲ့ပတ်ဝန်းကျင်မှာအမေဖတ်သောစာအုပ်တွေ W ရင်းနှွေးခွက်ကော်ဖီခွက်စသဖြင့်ကသူ့နေရာနဲ့သူရှိနေရာဒါဒီပဲအမေတည်တတ်နိုင်မည်ဖြစ်သည်ထိုအချိန်ဒီကိုကျွန်တော်မှမဟုတ်အမေဒီလည်းလိုချင်မှမတူငါလည်းမစင်းညုံ အပေါ်နားမှာပဲနိုင်ပိုင်းနေခြင်းနဲ့စင်သည်အမေအားတို့တို့ဆိုသည့်တိုင်အမေနှုတ်ထွက်စကားကကျွန်တော်ကိုယဉ်ညွန်းတော့ဤသူပြောဆိုတယ်များလားအမေကသူ့ညီမများဤအဆုံးဖြတ်လောက်ကင်မှုများနဲ့ပတ်သက်လေထင်းမြင်ကြပြီးတာဆလို့ထိတ်တိုက်တွေ့စရာပြုစရာစသည့်ကိစ္စအလုံးကိုရင်ငုံနှုတ်ပေးအထူးပြုပြုရှောင်ရှားခဲ့သည် ကူလဲထိုစကားကျွန်တော်ကိုတိုးတိုးတိတ်ဆိုရသည်ကလွဲအိမ်သက်နေခဲ့သည်စင်စစ်အမေညီမကျွန်တော်အတော်ရီဆိုသည်ကစိတ်မြန်လဲမြန်သမားရီစိတ်စေနာသော အာကြီးသူတွေဖြစ်နေခြင်းကလည်းဒီနေရာမှာလူကိုပို့၍စိတ်ဖီစီးစေသည်လားမပြောရက်ငြိမ်တဲ့နေတော့ကာယပြင်မောနောက်တစ်ချိန်ဂဲတလုံးထမ်းမှပြစ်ချလိုက်တယ်လို့ လှုပ်ခဲ့ရင်အတွေ့ပွားပြန်သည်အမှန်စင်စစ်ဘာမှမဟုတ်သောလူဘဝ၏အသေးမောလေးကကျွန်တော်စိတ်ထဲအကြီးဖြစ်နေတယ်လို့လဲခံစားနေရသည်ဤသို့ဖြင့်ကျွန်တော်ညှင်းဆူချက်နောက်အောက်ထပ်ဆင်မှုအရေးကခိတခဏနေသွားသည်တို့ရရင်ကျွန်တော်စိတ်ထဲထိုးချိန်ကပဲဤဒီကတစ်ချိန်ချင်း မလွဲမသွေရင်ဆိုင်မိကိစ္စများနားလည်လာခဲ့သည်မကြပါအမေတယောက်အစာမကြည်သလိုလိုဖြစ်ရင်ကမူးမော်ရင်၃၄ရက်အိပ်ရာထဲမှာထားလိုက်ဖြစ်သည်ဒီမှာပြုစုကြရင်တအိမ်လုံးပြားခတ်သွားသည်မိတို့ဆိုစီအိမ်မာက အမေဒီအချမ်းမာဆုံးဖြစ်သလိုဒူဝိနာဘီခံနိုင်ဆုံးလည်းဖြစ်ရာ၄၅၀ရက်မှာပုံမှန်လိုပြန်ဖြစ်လာသည်ဒီမှာသတိထားမိတာက ဒီတိခနလန်အထအမိမှာမှတ်ဉဏ်တွေရောပါလာခြင်းဖြစ်သည်တည်ကျင်နာကိုနှစ်ခါသုံးခါထပ်မိတာကဆလို့ရင်းနှီးသူတို့ရဲ့နာမည်ကို ရုတ်တရက်မေ့နေတာမျိုးအဆုံးဖြစ်လာခြင်းအလုံးစဉ်းစားကြတော့ဘူးဒီပုံဖြင့်ရေရှည်သူလေကားတက်စင်းမှာတစုံတစ်ခုအလွဲချော်ဖြင့်ဘယ်လိုလုပ်မလဲစသောအတွေ့ကအဆုံးမှာ တစ်ခုစီသာညွန်ပြသည်ဒီမှာအဖြေကမူလရှိပြီးသားဖြစ်သောဘုဒ္ဓယုံလေးစီပြန်လည်ဆိုင်ကလေးသည်ဒီရင်ခါမှာတော့ကျွန်တော်ကိုယ်တိုင်စိုးရင်စိတ်ဖြည်စည်းမှုကိုဘိုးခံစားလာသည်ဖြစ်ရာအောက်ထက်စင်မှုဤအတွက်ခေါင်းငယ်ရတော်သည်လေးကျွန်တော်ဒီအရာရာမှာတိတ်ထိရှလွန်နေသူတယောက်ဖြစ်နေရပါသလား ခုချိန်တွင်ကိုကိုကိုမင်းမိသည်တခြားလူတွေအတွက်ဘာမှ အရေးမကြီးတော့တော့တမန်အိမ်မော်ရကနေအောက်ထပ်သူပြောင်းရွှေ့ခြင်းတစ်ခုမှာကျွန်တော်ကြီးလှုပ်ခတ်မှုကတစိတ်လွန်လွန်းသလိုဖြစ်နေပြီလားတွေးမိစဉ်ပြောမိသည်တရက်တွေလည်းစိတ်ကအောက်ထပ်ကကြားလာသမျှတော့အတန်တွေစီပဲအောင်ရောက်နေရသည်ဥပမာယောက်သားကြံကြားလေး ဘာလို့လဲဘာကြောင့်ပြောနေရလဲစလို့နားဆွနေမိသည်လက်သမားဆရာကိုပြောတာဒီဆိုတော့သူ့တံမဲ့ဖြစ်နေပြီလားဒါမှမဟုတ်မိကျိုးတွေ ပြန်တက်ပြီဖြစ်ပြီမိသမားတံမဲ့လားစသဖြင့်စိတ်ကအရင်လိုအနာမြပဲတိမ်လုံးကိုလက်ပနာဆွနေမိသည်ငါလွန်ခဲ့သော၄ငါးမှာအတန်တွေစာရကြသည် ဝင်တော်လက်သမားအဖွဲ့ရဲ့ကိုနင်းတိတူတူလည်းပါဝင်ရာ သူနဲ့စကားလေးပါလေးပြောရသည်ဒုတန်အောင်သူနဲ့တွေ့ရတာအရင်ခါများခဲ့သူ အရသာသိမရှိသူခံစားရလဲအမှန်အောက်ထက်ကမူလရှိပြီးတဲ့အခါဤတောင်မချောင်းခွာထုတ်စဉ်ကတ်ထားသည့်အထက်သားပြားခန္ဓာတွေသိမကောင်းတော့တာကြောင့်ဖျက်ရတော့ရစဉ်လွှတ်ဆက်တဲ့တကြီးကြီးကကိုကို နားကိုမကစိတ်ကိုပါပို့တိုင်လောက်ခတ်စီသည်ဆွဲခွာလိုက်တော့အထက်သားများသည်တပြစ်ပြစ်ကိုကြားခြင်းရင်ပတ်တဲ့တဏီယာကအောင့်ခြင်းခြင်းခံစားသည်ထို့နောက်တိန်တိန်တုံတုံထူရိုက်တံတွေဒီကြားထဲမိပြတ်သွား၍ငှားလာသောကြောက်ဆက်တွေအတွက်မိဆက်ဖွင့်စဉ်ဆူညံသောတံတွေကຫນွေနှိမ့်လေရင်ကိုတိမ့်ပိုက်သွားရာ ခန်းထဲရှိအမေနဲ့ပဲစကားပြောလို့မရတော့ ီကြားခေါင်းမက်ချန်ကထင်ရအောက်ခြေမှာခြားရတက်နေရဒါရီကိုလည်းဖြတ်တန်တဲ့နာဖြတ်အစားထိုးရန်ထူလို့ကြာတရီကုံသွားသည်ဤတို့ဖြင့်နောက်နေ့မှလည်းမပြီးပြတ်သေးတာတွေလုံရဲ့ချင်းကုန်သည်ဒီကြားအပေါ်ကနေကျွန်တော်ကစိတ်မျက်စိဖြင့်မှန်ရင်အောက်ထက်အခင်းချင်းတစ်ကိုစာဝါနေမိသည်ကောင်းရင်ပရင်မော့ကတော့လက်ရှိအခန်းနဲ့အထောက်အကူကွဲသောကြောင့ မင်းဆွဲတူညီလိမ့်မည်တောင်ပေဖျားရှိမေးနေရသည်လဲမူလရထားပုံရလက်ရှိအခန်းနဲ့တစ်ထပ်ထဲလောက်ကြလိမ့်မည်မင်းလက်ချက်ကတော့အောက်ထပ်ဖြစ်သည့်အားလျော်စွာလက်ရှိနေသောအပေါ်ရတဲ့တော့နှစ်ပေခွဲလောက်အနေသွားမည်ဒါကလေ့ကျင့်ခန်းလုပ်သောပစ္စည်းကရိယာတက်မည်အရှိနောက်တန်းတွေတစုံတရာအကန့်သက်ရှိတာဒါကိုလဲတတ်နိုင်သမျှအစဉ်ပြောင်းကြည့်လို့ကြလိမ့်မည် ဒါစုနောက်ဆုံးကျန်တာဘာလဲထိုခဏမှာပင်ကျွန်တော်စိတ်ကရုတ်တရက်အုံပိုင်းသွားရင်တစုံတရာကိုလွန်သည်6လူတယောက်တွေ့ brain mouse တစ်ခုဟာဘလောက်အရေးကြီးတယ်လဲထိုမိကွန်းကရေပူရကြသည့်မိကွန်းဖြစ်တယ်လို့ကန့်တတ်မှုများစွာလဲရှိကောင်းရှိမီနေ့စဉ်နဲ့မြတ်သွာလာလှူရှားနေသူတွေအတွက် ဘရင်မောင်းဆိုသည့်တမန်အဖွင့်ပိတ်သဘောနဲ့ပူကျင်တာအောင်အနှဲငယ်လောက်ပဲဖြစ်ပြီခွက်ထဲကရေကြီးရေချမ်းလေးအပြင်လှက်ပဲချင်လို့ဘရင်မောင်းကိုကြားကန်ဖြင့်တုံးလိုက်တာမျိုးပြင်မာမိုးပွဲလေးများကျနေသလားသိလို့၍ခေါင်းဖြူကြည့်ဖို့ခဏဖွင့်လိုက်တာမျိုးစသဖြင့်လောက်သာရှိပြီအလုံးစုံရှိလားပိတ်ထားသည့်ဘရင်ကိုတစုံတရာအတူထွာရှာလိုခြင်းလို့ငါအလင်းရောင်တွေ့ ณะဖွင့်တာမျိုးတော့ဒါဖြစ်မိတို့ရရင်ကျွန်တော်အတွက်တော့ဗရင်မောက်ကအလင်းရောင်ဆိုတာအမြင်ပိုရေးကြည့်တော့အရာတစ်ခုဖြစ်မိဒီဗရင်မောက်ကိုရင်းတည်ပြီးအလင်းရောင်စီကျွန်တော်သွားရသည်ခဏမဟုတ်တော့နေ့စဉ်နေ့တိုင်းခီးဖြစ်သည်ဒီမြောက်ဖက်ဗရင်ဟူသည်ကျွန်တော်အတွက်မရှိမဖြစ်တဲ့ပိုသည့်အရာတစ်ခုဖြစ်မိမြောက်ဖက်ဗရင်ကိုဖွင့်လေမိဖို့ကောင်မှု မိဖို့ကြောင့်မိုးစွန်းကိုလွန်တာနဲ့အပြင်းရှိတဲ့ပင်တွေကစောင့်ကြုံနေပြီကျွန်တော်တို့အသက်မကတော့သည်ဇီးမုံတပင်က အပေါ်ကအခါခါခြိုင်ထား၍ပူပူလုံးလုံးနဲ့တက်ကြီးမှုတွေလည်းမြင်ရပြီငယ်စဉ်ကစောင်းရတိုင်းလူကြီးတွေမသိအောင်အိယာစောဤထားပြီးအပင်ရောက်ကြွေကြနေသောဝင်းဝါနေသည့်ဇီးသီးတွေကိုဘောင်းမီစာနဲ့ကတိကြီးတုပ်ပြီးပါဇက်ထက်ပြစ်ထရသောအရာသာကိုလွန်သည် ထုံနှပင်ကြားမိသားလေးကလေးကဆင်းလင်းအောက်ခိုင်းထဲကဤရင်ကုန်းစီရောက်ပြီနေ့လယ်ကြောင်းစင်းချင်းထိုလေးကလေးကနေအပြေးဆင်းပြီးဆက်သီးနေငယ်မိချိုးရတော့ရေဘေးအောက်ကန်လေးတဲ့ရေပြည့်ပြည့်ပြီးဝန်းဆင်ရတော့ရတာစသဖြင့်လွမ်းသည်ရေချိုးနေတော့စိတ်ကူးပေါက်လင်ရေရင်းရှိပဲကလျင်မှာရှိတော့ဦးနီမာကားပြန်မတက်ပြီးတွေးသည်များအသည်စိမ့်စိမ့်ကြဲကြဲခူးစား အခုတော့ထိုးရည်ရင်းကိုလည်းပိတ်လိုက်ပြီထိုးခေါင်းရင်းထဲမှာတော့ကျွမ်းမင်တွေတစ်စိတ်မင်တွေကအုံဆိုင်နေပြီထိုးပင်များဤစုဖွဲ့မှုကတည်တဲ့နေရာလေးတစ်ခုလို ဖြစ်လာရာနောက်ပိုင်းနှစ်တွေတွင်နှွေရောက်တိုင်းငှက်တွေပြောင်းလာတာသတိပြုမိသည်အလားတူစွာရေတပ်လုပ်ငန်းကဆွန့်ထုတ်သောရေတွေက အောက်ကိုင်းနဲ့ရှိထိုးပင်တွေအောက်အိုင်လေးတစ်ဖွဲ့ဖြစ်နေရာ ငှက်လေးတွေကြီးကြီးကျယ်ကျယ်အတန်ပင်းရေလံတောက်ကြတာမြင်ရပြီခုတော့တစ်ဖက်ကအိမ်တွေပေါ်အကိုင်းတွေကြိုးကြပြီဆို၍တစ်ဆိတ်မင်းတွေကိုအပေါ်ကခြိမ်းထားရာအပင်ကုန်းတို့တွေဖြစ်နေပြီတို့ရရင်တစ်ပင်မြည်သည်အနေသောသောရရှိမှုမှာပင်အသက်ရှင်တန်ရေရုံးကန်တဲ့ဒီသောတိကိုင်းငုတ်တို့တွေကနေဘေးကိုရွက်တဲ့တွေထိုးထိုးထောင်ထောင်ပြန်ထွက်ပြီး ပုံသွင်းလာသလားထင်ရအောင်လုံးဝလှပနေပြန်သည်ကျွန်တော်ကထိုဖြစ်စဉ်ကိုနေ့စဉ်ဆိုသလိုဖုံးပြင်တက်ပုံရသည်ထိုပင်များ၏ပေါ်မှာတော့အချိန်နဲ့မျှမျက်လက်ပြတတ်သောကောင်းငင်ကြီးရှိမိထိုကောင်းငင်ကကျွန်တော်တွေတခြားရာတွေတည်းပူသောအနှစ်30ဖြစ်ကောင်းဖြစ်ပြီလလန်းမီယာကနေတိမ်တောက်တာတွေကိုမင်းနဲ့မျှရယူထားရရှိသည် ကောင်းငင်သည်ဝါယာမလိမ်မော်သွေးပဲလူလာရင်ခဏကြံမှာအဝါကလုံးလုံးပြောင်းသွားပြီလိမ်မော်နုမာသည်ဒဇဇလိမ်မော်ရင်စီကူရင်အစုံးမှာစည်းပင်ခိုင်းနေကြကလည်းငိုရှုပြောက်ပဲသွားပြီထိုချိန်တွင်ဘရင်မော့ကဝင်လာသောလင်ချင်းကအခန်းထဲဒစိမ့်စိမ့်တူဝင်လေကောင်းငင်သည်အည်သွေးသာဒဇဇပြောင်းသွားပြီနေရရမူ တရွေးသားမှမပြောင်းလဲတော့တခုရဲသောဓာတ်ပုံတွေဖြစ်ပြီကာလနဲ့နေသားသည်ဓာတ်ပုံတွေတဲ့တခုရဲဖြစ်ရင်ဆေးရောင်စုံပုံရင်များဖြစ်ကြရဲ့မြည်အခုတော့ထိုးကောင်းငင်ကိုကျွန်တော်အမှန်တကယ်လက်လွတ်ရတော့ပြီခေါဆူကြောပါတယ်ကသူဤနေရာတစ်ချင်းထဲမှာစာသားတစ်ပိုင်းစာထည့်သွင်းရေးသားခဲ့သည် ပါတယ်ပျက်စီးလို့မရတဲ့နေရာဖန်ဒီလို့မရတဲ့နေရာဆိုလားဆန်ဒီဆိုင်ကတော့သူနာမည်ကျော် တေးတဲ့ဘုတ်ဖြစ်တော့ချစ်တာတခုတည်းတည်တဲ့ချင်းနေနေရာဟာမဒီငိမ့်နေချိန်ဆိုရာမဒီမြဲခြင်းလို့ဆိုသည့်စာသားကိုထည့်သွင်းသိဆိုခဲ့သည်နှစ်ပုတ်စလုံးမှာအเจ้าရာရ အချစ်ကိုအခြေခံသည့်တိုင် ထိုရာများ၏နောက်ကွယ်ကစိတ်ကိုပေါ်ပြချေဟုနားလည်ရသည်ဗာရင်သင်းထဲကနေရာကအချစ်ဆိုသည့်စိတ်ဆက်နိုင်၏တတ်မှတ်ထားသည့်နေရာကိုဇူလွန်ရှိပြီးစာနိဒန်သင်းထဲကနေရာကတော့ဒါတနာသဘောဆန်သည့်လူဖြစ်တဲ့ကနေရာနဲ့ပတ်သက်သည့်ရှိမှုကိုဇူလွန်မြင်ရသည်ဒါဆိုကျွန်တော်မျက်မှောက်ပြုနေရသည့်နေရာရောဘလို့အနဲ့ဆောင်မလဲမှုတရားမပြောရဘူး ဆဲဤဆွဲလာရဆွဲလာညောင်းနေတယ်ရှိတဲ့သည့်တစုံတရာသော ပြကြက်တစ်ခုပဲလားဒါမှမဟုတ်လဲကျမ်းမာရေးရာအချာရှိကြာမျောပုံပတ်ခဲ့သူတယောက်ဤစိတ်မှာအချိန်ကြာလာသည်နဲ့မြစိတ်ဝင်ဖြစ်တည်ရသော ပုံမှန်အစွဲတစ်ခုဤပြကြက်ဖြစ်သူပရင်းမောင်းနေဝေးမိရေးတွေးပူဝံနေကြလားတေချာရာကတော့ ကျွန်တော်ကလက်ရှိအချိန်အောက်ထပ်မပြောင်းခင်မှာပဲဘေးမှာရှိနေသော brain box ကိုကျူလွန်းနေပြီ။တိတ်မကြခင်ရပိုင်းတွင်ကျွန်တော်ကဘာကနေဆယ်စုနှစ်သုံးခုမကရင်းနှီးခဲ့သည့်ကောင်းခင်တစ်ခုပြောင်းဆုံးသွားမိမှာဒေယာလီတို့ရရင်ဒါကိုတစ်ဖက်ကနေပြန်ဆင်ခြင်းရေထိုကိစ္စက ကိုရိုင်းစန္ဒမပါသေးတိုင်းအမေဆိုသည့်အရာတစ်ခုနဲ့အဓိကတက်ဆိုင်နေရာဒေါင်နှလုံးသွင်းပြန်လည်ဖာထေးဝင်တာဖြစ်သည်ထို့တွင်ခြားကိစ္စများနဲ့ရှင်လင်စိတ်ကဘူးတက်တောင့်တတရှိမျိုးတင်တခုတော့ရှိပြီအိမ်အောက်ထပ်မှာကမြောက်ဖက် brain ကွဲသွားသည့်တိုင်ခေါင်းရင် brain ဤလက်ကမ်းတတမှာတော့ တစ်ခွာစင်လေးတစ်ခုတောင်မြောင်တန်းလျက်ရှိနေသေးသည်အိမ်မှာအစင်ဆက်ဆိုသလိုတစ်ခွာတွေစိုက်ခဲ့ရာကူလဲတောင်းလေသူတော်တယောက်ဤကြံရဲသောတစ်ခွာတွေကိုစင်လေးထိုးအပေါ်ကပလတ်စစ်စကာ၍နေရာရွှေ့တာရှိသည်ကျွန်တော်တွင်အပေါ်ရမှာရှိသည်မျက်မှောက်ပြုခဲ့သောဘရင်မော့စာဒီတစ်ခွာစင်လေးဖြင့်ဝါပေါင်းကိုချင်းက တစုံတရာဖြည်းဖြည်းဖြည့်ကောင်းဖြစ်မည်အယောင်ဆုံးပြောင်းလဲနေတတ်သော ကောင်းကင်နေရာကို ဖြူနီဝါတိခွာရဖြင့်တစုံတရာဖာထိနိုင်မလားမျောနေသည်မဖြစ်ဘူးဆိုတာကတော့မရှိအသားချမှုတစ်ခုအတွက်ဂျားမှာအချိန်တစ်ခုခုရခံရသည့်သဘောဖြစ်မည်တတော်ဤစိတ်သည်အောက်ထက်ရောက်ချိန်ကွက်လိုက် အချို့သောစိတ်ပိုင်းတွင်နေရင်းနှီးမှုရာကလည်းစိန်ခေါ်မှုတစ်ခုဖြစ်ရာဒါကိုစိတ်ပိုင်းရာအသိပြင်ထားဖို့လိုကောင်းလိုမည်ကျွန်တော်ကဖွင့်ထားသော brain box ကနေအပြင်လောကကိုကြည့်မိသည်မကြာခင်ကြုံရမည်ကျွန်တော်၏သတိရခြင်းသည်ဘေးရောင်သတိရတာလေအချိန်တစ်ခုစီလားဒါမှမဟုတ် ာလတစ်ခုစီလားကောင်းငင်တွင်မြင်နေရသည်ခုနကတိမ်များကတော့ယခုပင်လည်းပြိုကွဲပြီးပုံစံပြောင်းနေပြန်သည်အမင်းစော 20th March 2024 Wednesday နေ့လေတနားရီ7မိနစ်မှာရေးပြီးတယ်